တနင်္ဂနွေသားမင်းများအတွက်အော်တိုဘာတလတန်ကချမနမိတ်လေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကနမိတ်လေးတွေရောက်လာတယ်အဲ့တော့အခုဒီကနမိတ်လေးတွေကပေါ့နော်ဒီတနင်္ဂနွေသားမင်းတွေရဲ့ဒီအော်တိုဘာတလတောင်ပြောပြသွားမှာဖြစ်တယ်အဲ့တော့အခုဒီကနမိတ်တွေကတနင်္ဂနွေသားမင်းတွေကဒီအော်တိုဘာလာတယ်မှာနော်ဆရာတို့နော်ဆယ်လာပိုင်းနေမှာနော်ဝေကြီးကန်ဒီကောက်မယ်မိတ္တာတရားကိုခန်းစားသိရှိနားလည်လာမယ်နော်အဲ့တော့ကိုနေနဲ့ဒါအိမ်နဲ့ဝေးနေရဖြစ်ဖြစ်ပေါ့နော်ဒါရမီတာစုနဲ့ကိုက နော်ဝေးကွာတယ်လို့ဖြစ်တာနော်မိသားစုနဲ့ပတ်သက်ပြီးတော့လမ်းစတန်တာကတတိယရာမျိုးတွေရှိရယ်အဲ့လိုချိန်မှာကိုကနော် မျိုးလုံးလေးမှိတ်ပြီးတော့တော့ကိုပေါ်မှာနော်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့မိစေတန်ကြီးထားရှင်မေတ္တာတရားကိုခံစားပေးခြင်းအဖြစ်နော်နော်အပြင်မှာလက်တွေ့နော်တွေ့တွေ့နေရတဲ့လိုမျိုးနော်မေတ္တာရဲ့တဝင်မှုတွေစီစဉ်မှုတွေကိုခံစားနိုင်မဲ့ကာလဖြစ်တယ်နော်ဒီလာထဲမှာဟိုကြည်ကန်တဲ့ကောင်မဲ့လုံငန်းကန်ကန်လေးတွေလည်းအင်ပြေတိုးတက်ဖို့ရှိတာပေါ့နော်အရင်ထက်စာရင်နော်ပြီးလို့ရှင်ခီးသွားတာမျိုးရှင်မဲ့နိုင်ငံခြားစီစဉ်တဲ့ကိစ္စလေးတွေကလမ်းကြောင်းလေးတွေပေါ်လာတဲ့အင်ပြေလာတတ်တယ် เนาะလူမှုရေးရလည်းကောင်းတယ်အဓိကကတော့ဒီလာထဲမှာเนาะဒီအော်တိုဘလာထဲမှာကံကောင်းခြင်းနေဆိုရင်ဆောက်ဒီကနမိတ်တရားကကွယ်မိပါเนาะကွယ်မိပါဆင်မျိုးသားချင်းအဖိုးဘွားမိပါဗောနော်အကြီးကဲတွေကိုကိုကဒါเนาะဆောက်ရှောက်ပြရเนาะအဲ့တော့ကိုเนาะထောက်ပံ့တာအကူညီဆောက်ရှောက်တာလှုပ်ရွေးပြုစုတာမျိုးတွေเนาะတစ်ဖက်တစ်လမ်းနဲ့လှုပ်ပြီးဒီလိုဆိုရင်တိတိတသားထူခြားကံကောင်းလာနိုင်မယ်เนาะနောက်တကယ်လို့မိမိတတိယမေးချင်ဆက်စီမှာလာမိပါတယ်ကွန်မန့်မှာနော်ငွေကန်300ကောင်းပြီဆိုရေးတာပါကျေးဇူးများတင်ပါတယ်